တိချတာမြင်လားမြင်တယ်မြင်တယ်လို့မြင်လားငါခုစောတော့ငါချတယ်လက်ပြောင်းချတယ်မြင်လားမြင်တယ်လို့သိတော့လားသိတယ်မနေရဘူးဒီကောင်းပေါ့တောင်ပေါ်မှာနေရမယ်ဒဝင်းကြီးစီဘကတောင်ပေါ်မှာပဲနေရမယ်အဲ့မှာသာသနာပြုအမေရှိတယ်အဖေရှိတယ်ကိုကြီးကောင်ဝင်းရှိတယ်ငါလည်းရှိတယ်မနေရဘူးပြီးတော့အမိန်သုံးရမလားထားတယ်ညီကိုကြီးအမိန်မသုံးညင်ဘူးနော်မဟုတ်တယ်ငါ၄ရှိတယ်မထားတယ်ညာဘူး ဖြစ်ရမယ်မင်္ဂလာပါဗျာကွီးစော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့သတင်းလေးတချို့အတူတူကြည့်အောင်အဲ့တော့ပထမဆုံးဒီဟာလေးကိုအရင်ဆုံးကျွန်တော်တို့ဖွင့်ကြည့်မယ် ရဲတယ်ရဲတယ်ဘာမှမဖြစ်ဘူးမဘာဖြစ်ဆိုဒီ profile ကလိုင်းပေါ်မှာပြီးခဲ့တဲ့ရက်ပိုင်းကတော်တော်များများကြည့်လိုက်ကြရတယ်ဗျအဲ့တော့ဒီဖြစ်စဉ်လေးကဘာလဲဆိုတော့ကိုအရင်ဆုံးပြောပါမယ်အဲ့တော့ဒီဖြစ်စဉ်လေးကမွန်ပြည်နယ်ကြိုက်ထုံမြို့ဘောကနာအရှိတထမဇောတိကယုံចောင်းចောင်းတိုင် လူတွေပြက်တနာဗျအဲ့တော့အဲ့ចောင်းမှာရှိတဲ့ဆရာတော်ကလူထွက်သွားတယ်လို့ပြောတယ်ဗျ ဲ့တော့လူထွက်သွားတဲ့အချိန်မှာကျောင်းတိုင်မရှိတဲ့အတွက်ကြောင့်မြို့နယ်တန်ခါနာယကအဖွဲ့ကကျောင်းတိုင်ဆရာတော်ကိုလွတ်ပေးတယ်အဲ့ဒါကိုရွာသူရွာသားတချို့ကမကျင်နဲ့လို့ပြဿနာတက်နေတဲ့ဗီဒီယိုဖိုင်လေးပါလေအဲ့တော့ဒါကတော့ကြိုက်သူမျိုးဘောကနာအရှိတတ္ထမဇောတိကာယုံကျောင်းမှာဖြစ်နေတဲ့ပြဿနာပါကျွန်တော်တို့နှက်ဆက်ကြည့်အောင်ဗျာ တော့ပြဿနာကတော့တကယ်တက်နေတာတော့အသေးချာပဲရွာသူရွာသားတွေကနှစ်ဖွဲ့ကွဲနေတယ်အဲ့တော့ကိုတင်ကျင်နဲ့ဆရာတော်မဟုတ်တဲ့အတွက်ကြောင့်ဟိုဘက်ဒီဘက်အချင်းများနေတယ်လို့သိရပါတယ်အော်တန်ခါနိုင်ရကအဖွဲကလွတ်တဲ့ဆရာတော်စာတက်ပုဂ္ဂိုလ်ကိုတချို့ရွာသူရွာသားတွေက မကြည်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကအဲ့လိုပြဿနာတွေခဏခဏဖြစ်တယ်ဗျလူတွေကလည်းပုဂ္ဂိုလ်ဇွဲပေါ့ဗျာနော်ကိုဆရာတော်မှမဟုတ်ရင်ကိုเจ้าက ကိုတင်ခြင်းနဲ့ဆရာတော်မှကြောင်းတိုင်ဖြစ်ခွင့်မရရင်ကျန်တဲ့ဆရာတော်တွေတိတ်ခါတမာရီဘလောက်ရှိရှိပညာဘလောက်တက်တက်လက်မခံ အခုလဲအဲ့ဒီပြဿနာပဲအဲ့တော့တချို့ရွာတွေမူတရွာတဲကို၄၅ချောင်းကွဲပြီးတော့ဖြစ်နေတဲ့ဟာတွေလည်းအများကြီးပေါ့အခုဆရာတော်သူ့ဆရာတော်နင့်ဆရာတော်ငါ့ဆရာတော်ပေါ့အဲ့တော့အစွဲလန်းတွေကအင်မတန်ကြောက်ဖို့ကောင်းပါတယ်ဗျနော်အဲ့တော့တနင်္ဂနွေလုံးအတိုင်းအတာနဲ့ဒီလိုမျိုးကြောင်းတိုင်လူတွေပြဿနာတွေက အများကြီးပါ တော့ဒီပြဿနာလေးကတော့အများကြီးတဲကတစ်ခုပေါ့ဗျာအဲ့တော့ဘုံကြီးအမှုရွာပတ်လို့ပဲပြောရမလားအဲ့တော့ဘုံကြီးကိစ္စကိုလူတွေကပဲဝင်ရှုပ်တယ်လို့ပြောရမလားတော့မသိဘူးပေါ့ဗျာအဲ့တော့လူပုဂ္ဂိုလ်တွေကလက်မခံနိုင်မှုဖြစ်တဲ့အတွက်ကြောင့်ဆရာတော်အဖြစ်ရောက်ရှိလာမဲ့ယဟန်တန်ခါအနေနဲ့လည်းလုံခြုံမှုအဆင်မပြေနိုင်ဘူးအဲ့တော့လူတွေကလည်းကိုယ်ကြောင်းတိုင်းကိုယ့်ကိုတင်မယ်ဆိုရင်လည်းတရားကဝင်မှာမဟုတ်ဘူးအဲ့တော့ဒီလိုပြဿနာတွေခဏခဏကြုံရတယ် တစ်ဆက်ဆက်ထဲမှာပဲ video file လေးတစ်ခုကျွန်တော်ဖွင့်ပြခြင်းနဲ့ဗျအဲ့ဒါဘာလဲဆိုတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ရေတကွန်တောင်ရွှေရင်တာကူအပေါ်ထက်မှာရှိတဲ့ဆရာတော်တပါပြန်လုံတော်မူပြီးတော့เจ้าကိုဆွဲလို့ဆိုပြီးတော့ဝင်ပူးတယ်ပူးပြီးတော့เจ้าကိုလက်မလွတ်ပါဘူးဆိုပြီးတော့ဘဝတပါပြောင်းသွားတာတောင်မှကြတနာတက်နေတဲ့ဗီဒီယိုဖိုင်လေးကိုထပ်ပြီးဖွင့်ပြကြတယ်။ဟာလက်ကြီးချတာမြင်လား။မြင်တယ် မြင်တယ်လို့မြင်လားငါခုစောတော့ငါချတယ်လက်ပြောက်ချတယ်မြင်လားမြင်တယ်လို့သိတော့လားသိတယ်မနေရဘူးဒီကောင်းပေါ်တောင်ပေါ်မှာနေရမယ်ဒဝင်းကြီးစီဘကတောင်ပေါ်မှာပဲနေရမယ်အဲ့မှာသာသနာပြု အမေရှိတယ်အဖေရှိတယ်ကိုကြီးကောင်ဝင်းရှိတယ်ငါရှိတယ်မနေရဘူးပြီးတော့အမိန်သုံးရမလားညီကိုရင်မိမတုံးညင်ဘူးနော်မဟုတ်တယ်ငါရီရှိတယ်ငါထားတယ်ညာဘူးဖြတ်ရမယ် ြက်အဲ့ဒါကြီးဘာမှကိုနောက်ပါမဲ့ဟာပြီးခေါကိုပြီးတယ်နော်ပြန်ပေးတယ်ဟုတ်နော်ကိုနောက်ပါမဲ့ဟာပဲရမယ်ကျန်တာဘာမှဆွဲလို့မရဘူးဟာဒီခွေငါမကြိုက်ဘူးကျန်တာတပြီးတော့ပြောတာနားတော့မကြိုက်ဘူးနားတော့မဟုတ်နားတော့ဒီမှာနေခွင့်မရှိဘူးကျန်တာမျိုးမကွာနင်းနေမျိုးမနေနဲ့ဒီတော့တခါလဲခေါ်သွားမှာမရဘူးမနေလို့မရဘူးနေလို့မရဘူး ဒီတော့တခါလေးခေါ်သွားမှာမထားဘူးသွားကြည့်ငါပြထားတယ်သွားကြည့်ဟုတ်ဘာလို့တော့သွားကြည့်ဟုတ်ငါပြထားတယ်ဘာလို့ပြတာတို့မင်းတို့သွားဝင်ကြည့်လိုက်ဟုတ်ကြည့်ပြီပြီဒီတော့ကြည့်ပြီပြီငါလက်ကြီးချတာမြင်လားမြင်တယ်မြင်တယ်လို့မြင်လားငါခုဖော်တော့ငါချတယ်လက်ကြီးအောင်ချတယ်မြင်လားမြင်တယ်လို့ကြည့်တော့လား တိတ်တယ်တိတ်တော့မရှိဘူးလားမဆွဲနဲ့လေကိုယ်ရအလိုတောင်းနေဆွဲနေတာတော့မဆွဲတော့မဆွဲနဲ့ဘာပါမတော့အရင်မြတ်တော့ဘာပါတော့ပြောကုစုတွေကမတိချတာမြင်လားသွားသွားသွားကြည့်လိုက်ဦးကြည့်ပြီးပြီမင်းသွားကြည့်လိုက်ဦးခလေးပြလိုက်ခလေးတတိတော့ဦးအရင်မြတ်လို့တဲ့ကုစုတွေကအရင်မြတ်တော့ကိုပါမှာဒါတွေကမပါဘူးလဲလို့ပြလားဒါတွေမပါဘူးငါတတိချတာမနေရဘူးဒီမှာသွားမချဘူးငါသွားမချဘူးခုချတာတဲ့မိတ်မတော့ညင်ဘူးနော် ဟုတ်ပြီပြီးတော့မိတ်မတော့ညင်ဘူးနော်ဟာလက်ကြည့်ချတာမြင်လာတော့ကြည့်စို့ကွာကြည့်ပါခဏနေကြည့်ပါတက်ကြည့်လို့တက်ညီလက်တက်ကြည့်ပါကြည့်မပူနဲ့ကြည့်ပါကြည့်လို့မဆွဲနဲ့မဆွဲနဲ့ဒီမှာချတာလက်ကြည့်ဟောဒီမှာမကြည့်လို့ရတယ်နေနေရမယ်ဘယ်နေ့ရှိရောဘယ်တည့်ဆုံးတာတို့ဘယ်လိုပြန်တော်မူတာတို့ချောရဲ့ရှိဘာလို့ဘုံမဆက်တာတို့ဘာလို့မကောင်းတာဘာလို့ဘုံမဆက်တာတို့ပြောတာတို့ကိုယ်ရဲ့မကြောက်ဘူးဟမ် ဘာလို့ဖုန်းမဆက်တာတော့လေဖုန်းဆက်ပေါ့ငါတို့ခုပြင်ပါလေနေမကောင်းရဲ့ဟမ်ဘာလို့ဘာလို့ဘုံမဖြစ်တာတော့အဲ့လိုဘာဖြစ်တာလဲရာမီတော့ရှင်းရင်းရွာလာတယ်ရွာလာသေးလားလာတယ်အဲ့ဘာလို့ဖြစ်တယ်ဟုတ်တာငါတို့ခုဝေပါဘောခုကျမ်းပါရေဘောကောင်းဘူးတော့ဘာလို့ပြောတာလဲဘာလို့ဘာလို့ဆက်ချိန်ကန်တာတော့ကိုညီကိုအကြီးငါထုတ်ထားတယ်ဘယ်အမွေမွေးတာတယောက်တည်းမဟုတ်ကိုညီကိုတည်းကြီးရတာဘာလို့အဲ့လိုမလုပ်ကြရဟုတ် ကွန်ဂျီရီကြီးရတာနော်ကဲတော့လာပြီခုပဲမှာဘောခေရောကောလို့ဘာလို့ငါပြီမမလို့တော့ငါကကွန်ဂျီကတော့မလို့တော့ဘူးကွန်ဂျီရီကြီးရတာလည်းဘာလို့ပုံမသက်တာလို့ပြောပါလားဘယ်လိုလဲနေတယ်မကောင်းဘူးပေါ့ပြောပါလားတက်ပြီးပြီးပါငါဟိုပါကြီးနော်ကိမာဒီကိုမနေရဘူးနော်နေနေနေပြပါမနေနေမနေရဘူးရုပ်ကလက်တင်းကြုံပြီးတစ်ခါတည်းလက်ခဲမဒီလိုနဲ့ ဆရာတော်ရဲ့ဆရာတော်ရဲ့ဘွဲ့နာမယဦးဓမ္မတဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ရေတကွန်းတောင်ရွှေရင်သာကူအပေါ်တက်အောင်တော်မူဖရာကျောင်းနိုင်ဆရာတော်ပါအဲ့တော့သူကွယ်လွန်နေတာကို6ရက်ကြာမှတွေ့ရှိခဲ့တယ်အဲ့တော့အဲ့ဒီဆရာတော်ကဝင်ပူးပြီးတော့ သူ့เจ้าကအပင်ခုတ်တာမကြိုက်ဘူးဘာမကြိုက်ဘူးညာမကြိုက်ဘူးဆိုပြီးတော့ဆွဲလန်းကြီးတယ်ဒီเจ้าကိုလည်းလက်မလွတ်နိုင်ဘူးတဲ့အဲ့တော့တကယ်သာဆရာတော်ဝင်ပူပြီးပြောတာဆိုလို့ရှိရင်တော့ဘုန်းကြီးရဲ့အဆွဲเจ้าပေါ်မှာထားတဲ့အဆွဲလန်းနေလောဘဒေါသမောဟတွေကအင်မတန်ကြောက်စရာပေါ့ဗျာနော်အင်မတန်ကြောက်စရာကောင်းတဲ့သဘောရှိတာပေါ့တိုင်လေးကိုပုတ်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 ပြီးတော့လက်မလွတ်နိုင်ဖြစ်နေတယ်လို့ပဲယူဆရမှာပေါ့ တကယ်လို့သာဆရာတော်ဝင်ပူးတာမဟုတ်ဖဲနဲ့ဆရာတော်ရဲ့အမျိုးစုတွေကလှုပ်ကြံတာဆိုလို့ရှိရင်လေကျောင်းကိစ္စယဟန်ကိစ္စတွေမှာဆရာတော်ရဲ့အမျိုးစုတွေဝင်ပါနေပြီပေါ့အင်မတန်ကိုရှုပ်တာပါလေယဟန်တန်ကကိစ္စကျောင်းကိစ္စဆိုတာဝင်မပတ်သက်တာကောင်းတယ်ယဟန်တန်ကကိစ္စတွေကတန်ကနာက အဖွဲအစည်းနဲ့အစိုးရအဖွဲ့အစည်းတွေပူးပေါင်းပြီးလှုပ်ဆောင်ရမယ်ကိစ္စတွေလို့ကျွန်တော်ကတော့ယူဆပါတယ် တော့ပထမဗီဒီယိုဖိုင်လေးရလို့ထမင်းစင်တောင်ဆွဲပြီးတော့ကိုမကြိုက်တဲ့ဘုံကြီးကိုကလော်ထုတ်တယ်လို့မျိုးမောင်းထုတ်တယ်လို့မျိုးပုံစံတွေကထီထီရောက်ရောက်ကိုအေးအေးယူရမယ်ကိစ္စတွေပါဘာသာတာသနာအတွက်လည်းမကောင်းတယ်လို့ကိုကြည်မကိုကြည်ပြူတဲ့ဆရာတော်ပဲကိုเจ้าနိုင်တင်မယ်ကိုကြည်ပြူတဲ့ဆရာတော်ပဲကုံဦးချမယ်အဲ့တော့ဘယ်လောက်ပညာတတ်တတ်ဘလောက်သိခါတမာရီရှိရှိငါတို့လက်မခံရင်ငါတို့เจ้าပေါ်မှာငါတို့ရွာเจ้าပေါ်အစက်မှအတက်မခံဘူးဆိုတဲ့ကိစ္စတွေက လောဘဒေါသမောဟတွေအစွဲတွေပုပ်ကိုဆွဲအယူဆွဲလောဘဒေါသတွေပါပဲအဲ့တော့ဒါတွေကိုထိထိရောက်ရောက်အေးအေးယူဖို့လိုပါတယ်အဲ့တော့အခုကိစ္စမှာလဲဆရာတော်ကြီးဒါတကယ်ဝင်ပူးတာဆိုလို့ရှိရင်တော့အင်ပတန်စေမကောင်းစရာပါအဲ့တော့ចောင်းကိုဆွဲလန်းပြီးတော့ចောင်းမှာရှိတဲ့အပင်လေးတပင်အစခုတ်တာကိုဒေါသတကြီးဖြစ်နေတာပါအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီလိုကိစ္စတွေခဏခဏကြုံရပါတယ် အမြဲတမ်းပြောသလိုပါပဲယဟန်တန်ဃာတော်နဲ့ပတ်သက်ပြီးတော့ယဟန်တန်ဃာတော်တွေကိုလူလူမျိုးနေတက်သွားအောင်လူလူမျိုးဒေါသမောဟတွေပွားလာအောင်စီးစိမ်ဥစ္စာတွေပေါ်မှာကြောင်းနေကားတွေပစ္စည်းဥစ္စာတွေပေါ်မှာရင်မူးတက်သွားအောင်ကျွန်တော်တို့ဒကာဒကာမတွေလူပုဂ္ဂိုလ်တွေကမတင်ကြားပေးဖို့လိုတယ်ဆိုတာလေးကိုထပ်ပြီးတော့ပြောချင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်တို့နိုင်ငံမှာကြောင်းဆွဲတွေကြောင်းလူတာတွေအဲ့တော့ဘုန်းကြီးနဲ့လူပုဂ္ဂိုလ်နဲ့ ထဲထဲဝင်ဝင်ပတ်သက်တာတွေဘုံကြီးကိစ္စမှာလူတွေဝင်ရှုပ်တာတွေဘုံကြီးတွေလူတွေနဲ့တူလာတဲ့ကိစ္စတွေဒါမျိုးတွေကခဏခဏကြုံလာရအောင်မှာဖြစ်ပါတယ်ဒါမျိုးကြုံလာရင်ကျွန်တော်တို့သာသနာအတွက်လည်းမကောင်းသလိုကျွန်တော်တို့ဘာသာအတွက်လည်းမကောင်းပါဘူးတခြားဘာသာတွေတခြားလူမျိုးခြားတွေရဲ့လက်ညှိုးထိုးစရာဖြစ်နေတာတော့အမှန်ပါပဲဟုတ်ကဲ့ပါဒီနေ့တော့သတိထားစင်ကျင်စရာလေးတွေနဲ့တိတိကျကျအေးအေးယူစရာလေးတွေကိုဝေမျှလိုက်ပါတယ်အဲ့တော့ဒီဖြစ်ပျက်လေးတွေနဲ့ပတ်သက်ပြီးတော့ မြေပြင်မှာတကယ်ဖြစ်နေတဲ့တကယ်သိနေတဲ့လူတွေလည်းအဲ့တော့ဘာတွေဆက်ဖြစ်လဲဆိုတဲ့အကြောင်းလေးတွေအချင်းဒီအမှန်တွေကိုလည်း comment မှာပြောသွားပေးခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကျွန်တော်ကွီးစော်ပါ